။ Hola buenas tardes. အဲဒီနေ့ကတော့မာယာလူမျိုးတွေရဲ့ဒီဘေးတွင်အဲဘေးတွင်တွက်ပုံလေးပေါ့နော်။ဘေးတွင်ယူဆလေးအကြောင်းဟိုဒါဒုတိယပိုင်းနေနေပေါ့နော်။အဲဒီဒီဒုတိယပိုင်းမှာအဲမမနေမွေရဲ့အဲဒီလေးလလောက်ပါမယ်ပေါ့လေ။နော်လေးပိုင်းလောက်ပါမယ်ပေါ့။အဲ့တော့ဒီအဲဒီဗီဒီယိုကတော့တကယ်တော့မာယာလူမျိုးတွေရဲ့ရည်ကြီးမှု ဒလေထုံးနဲ့အနေနဲ့ပတ်သက်တယ်ဒီဘုဒ္ဓအတွက်ရိုက်ကူးတာလည်းဖြစ်သလိုဒီဟိုဘာသာစကားအနေနဲ့ကတော့ဒီကာလီဒတ်စ်နဲ့ဒီဖက်တိုဆိုတဲ့ဒီဟိုလူတွေလူတွေရဲ့ဒီပာစနာလတီပေါ့အပြုမူတော့အမူကျင်းတော့အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ဟိုဟိုကောင်းွက်ဆိုးွက်လေးတွေပေါ့လေအဲ့ဒါလေးတွေနဲ့ ဖော်ပြတဲ့ဒီနာမဥဒေသနာလေးတွေရောနောက်နာမဥဒေသနာမှမဟုတ်ပါဘူးเนาะကရိယာတွေရောနောင်တွေရောအရာတွေကိုဒီ Spanish ဒီ Spain လို့ပေါ့เนาะအဲဒါလေးအဲလိုက်တာလေးလေးလာလေးလာခြင်းနဲ့သူတွေလေးလာလို့ရအောင်ပေါ့လေအဲ့တော့အပထမရှိဗီဒီယိုမှာလို့ပဲဒါကတော့ဒီလာနဲ့ပတ်သက်တဲ့ခေါ်ပေါ့လေပေါ့လေเนาะဒီ7လရှိတဲ့အခါမှာ ဒီစပိန်လိုကတော့ဒီ Los Meses de la Años ပေါ့နော်အဲ့တော့ months of the year ပေါ့အော်ဒီ La Sana La ကိုဒီဒီအသုံးနှုံးလေးတွေကတော့စပိန်လိုသိရမယ်ပေါ့လေဒီဗီဒီယိုကဟိုဒီဗီဒီယိုတွေကစပိန်ကမတက်တဲ့သူတွေလည်းဒီဟိုကြည့်လို့ရတယ်နော်အဲ့ဒါ melody ထဲမှာအသီးသင်တဲ့ဒီဟိုပါပေါ့နော်စပိန်လိုအသုံးအနှုန်းလေးဒါအများကြီးမဟုတ်ပါဘူးဒီလာဆနလာကိုခေါ်ပေါ့လေးတွေပါဒါတွေကလည်းလွယ်ပါတယ်နော် ဟို enero january ပေါ့နော် february february march march နော် april april may may junio june julio july agosto august september september october october november november december december ပေါ့နော်အဲ့တော့အဲကျမတို့ကြည့်အောင်ဒါဒုတိယပိုင်းဆိုတော့လေအော် အဲโอเคเนาะဒီဘိုင်းမှာဆိုရင်ပထမအဦးဆုံးတွေ့ရတဲ့အဲရာသီခွင်လေးကတော့ပါဘိုရီယယ်နော်ရိုဒါလီယာတောင်းပေါ့နော်ဟိုရီယာဆိုတာကတော့သူကရိုင်ယောပေါ့ရိုင်ယောပီကော့ဘင်္ဂလေးလို့ဆိုရင်တော့တော့ဒီဒီရာသီဝင်လေးကနော်အာပါဘူခေါ်တယ်ရီယောပါတာကတော့တုံဝင်တောင်းပေါ့တုံဝင်တောင်းရာသီဝင်ပေါ့အဲ့ဒါက ဒီအဲကင်းစေးတဲ့နိုဗီယမ်ဘရီနော်နိုဝင်ဘာလာစငါရကနေဒေါ်စေးတဲ့ဒီဇင်ဘရီဒီဇင်ဘာဆနေရအတွင်းမမွေးဖွားတဲ့သူရဲ့ဒါရာသီခွင်မှာပေါ့နော်အဲ့တော့သူတို့ရဲ့ဒီအဲအချင်းစရိုက်လေးတွေနော်အဲမူဂျင်လေးတွေကိုဒီမှာကျွန်မဟိုဟိုက်လိုက်လေးတားပြထားတယ်ပေါ့လေနော်အဲ့တော့ ဒီအဲစိမ့်ပြာရောင်လေးပေါ့နော်အဲ့ဒါကတော့စိမ့်ပြာရောင်လေးတွေကတော့နောင်နေပါနောက်ပြီးအဲ adjectives လို့ခေါ်တဲ့နာမဥသေသနာတွေကတော့ဝါရောင်လေးတွေပါနောက်ပြီးကရိယာကရိယာနဲ့အသုံးနှုန်းနဲ့ဒီအသုံးနှုန်းလေးတွေကတော့ကရိယာပါတဲ့အသုံးနှုန်းတွေကတော့စိမ့်ရောင်ပါနော်အဲ့တော့အရင်ဆုံးဒီ power ria ဆိုတဲ့ဒီတော်ဝင်တောင်းရာသီဝင်မှာအဲ့ဒီရာသီဝင်မမွေးဖွားတဲ့သူတွေကဘလို့မျိုးအမှုအကျင့်တွေရှိလဲပေါ့နော် တော့ဒီရင်ဆုံး TNN Arma de Estrella de Cine နော်သူတို့ကတော့ဒီဟိုရုပ်ရှင်ဟိုပေါ့ရုပ်ရှင် star တွေပေါ့ပြောရတယ်အဲရုပ်ရှင်တို့ဘာလို့မှဟိုဟိုဥမာရုပ်မြင့်တန်ကြီးမှာအောင်မြင်တတ်တဲ့လူမျိုးတွေပေါ့နော်ရုပ်မြင့်တန်ကြီးဒီလုပ်ငန်းတွေမှာဟိုရုပ်မြင့်တန်ကြီးလုပ်ငန်းဆိုတော့ဘယ်လိုခေါ်မလဲအဲရုပ်မြင့်တန်ကြီးမှာဟိုအောင်မြင်တတ်တဲ့လူမျိုးပေါ့နော် အဲ့လိုပဲပြောရမှာပေါ့နော် son extrovertidos sociable carismáticos y seductores နော်အဲ့တော့သူတို့တွေရဲ့ဒါမူခြင်းနေရာပါလဲဆိုတော့ extrovertido နော်သူကတော်တော်လက်တဲ့အဲဟိုဆိုတော်လက်တဲ့နောက်ပြီးရင်ဟိုနောက် sociable ဟိုအဲအပေါင်းအသင်းဝင်ဆန်နေနော်အပေါင်းအသင်းတွေလည်းအများကြီးရှိတယ်နော် ကာရီစမာတီကိုဆိုတာကဩဇာလေးကြီးတယ်နော်ပြီးရင်အဲဆီဂျူဒိုရက်စ်နော်သူတို့ကဆွဲဆောင်နိုင်တဲ့လူကြီးလေးဖြစ်တယ်ဟောအဲ့လိုမျိုးတွေကြောင့်လေသူတို့ကရုပ်ရှင်လိုဘာလို့ရိုင်အောင်မြင်နိုင်တဲ့ပုံဟိုဟိုသဘောမှရှိရပါလေနော်အဲ့လိုမျိုးအဲရုပ်ရှင်စတာတွေပေါ့နော်အဲ့တော့သူတို့တွေကဘာဘာလို့ဘာလို့သဘောကျလဲဆိုလေကူစတ်ဆဲစန်ထရိုလ်ဒဲအတန်ရှင်အန်တိုရိုမိုမန်တိုအဲ့သူတို့တွေကအားလုံးကိုဟိုအဲ ဘယ်လိုခေါ်မလဲ center of attention ပေါ့နော်အလူတွေကသူတို့ကို attention ပေးတာပေါ့နော်အာယုံစိုက်တာအာယုံစိုက်ခြင်းခံရတော့သူတို့ကကြိုက်တယ်ပေါ့နော် una de sus armas es el humor no သူတို့ရဲ့အဓိကအကောင်းဆုံးလက်နက်ကတော့ဟိုအကောင်းဆုံးလက်နက်တည်းတကူကပါလဲဆိုရင်ဟာတာပေါ့နော်သူသူကပြောတတ်တယ်ပေါ့နော်ရီးရအောင်ပြောတတ်တယ်ပေါ့ ¿no? En el trabajo prefieren puesto de liderazgo. ¿No? အလုပ်ထဲမှာဆိုရင်သူတို့ကအဲဒီခေါင်းဆောင်မှုပိုင်ပေါ့နော်ခေါင်းဆောင်မှုခေါင်းဆောင်ရတဲ့ဒီရာသူတွေကိုသူတို့ကပို့ပြီးတော့နှစ်သက်ကြတယ်။အဲဘာကြောင့်လဲဆိုတော့သူတို့က Lian Ganda Dar Ordines Itene Hante Asuka ပေါ့။သူတို့က Dar Ordines နော်။အဲ အော်ဒါပေးရတာကြိုက်ပါတယ်နော်အော်ဒါပေးရဆိုတာ main main ပေးရတာကြိုက်တယ်ပြီးရင်အာသူဟိုခြားလူတွေကိုသူ့လက်အောက်မှာထားရတာကိုသူကြိုက်တယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော်အဲပြီးရင်သူတို့တွေကအာနေဆက်စီတန်နော်ဒက်စတာကနော်သူတို့တွေကဒါဟိုဘယ်လိုခေါ်မလဲဟို serious ဖြစ်တယ်လို့ပဲပြောရမှာပေါ့နော်အာဟိုအဓိကဟိုပါပေါ့အဲ ဘယ်ရမစို့ရေးရည်ယူဟွာပေါ့လေးနဲ့ထားတယ်ပေါ့နော်နောက်ဆုံး excellente comunicadores နော်သူတို့တွေကအရင်ကိုအဲလိမ့်မှာပါနေပြီးကျွမ်းကျင်တဲ့ဒီဆက်သွယ်ဆက်ဆံရေးသမားတွေပေါ့လေနော် communicadores ဆိုအမှန်ကြီးလို့ရပါတယ်ပေါ့နော်အော်ဒါအရင်ကသူက communication အရင်ကောင်းတဲ့လူမျိုးတွေပေါ့နော်ဟုတ်ပြီပြီးရင်အဲနောက်ထပ်ရည်ပြီးပေါ့နော် လာဂါတိုဆိုတဲ့ຢာဒီကိုလာဂါတိုကတော့သူကတော့ဟိုဒီတိမ်မြောင်းလို့ပုတ်တင်ညို့လို့ထဲကဒီလိုပဲပေါ့ဖို့တို့ကတော့အဲ့လိုမျိုးအကောင်မျိုးပေါ့နော်အဲ့လိုအဲဒီတွားသွားခေါ်မလားကင်းလေးရှော်တော့ပါတော့အဲ့လိုပါဝင်အဲ့လိုအိမ်မြောင်းဖို့နော်ဒီဟိုကင်းဟိုအေးကင်းလေးရှော်အဲ့လိုမျိုးတယ်အဲ့သူဒီຢာဒီခွင်ပေါ့နော်အဲ့တော့ဒီຢာဒီခွင်เนี่ย မွေးတဲ့သူတွေကဘယ်သူတွေလဲဆိုတော့ stress တဲ့ဒီ siam bre နွေးရတဲ့အိမ်တွေเนาะဒီဇင်ဘာ23ရက်ကနေ no january 9ရက်နေ့ကြာမွေးတဲ့သူတွေเนาะအဲ့တော့သူတို့ကအာဟိုဒီ kian soi ဆိုတာဟိုဟိုဟူ am i เนาะအဲ့တော့ငါဘလိုလူလဲဆိုတော့ဒီမိကုန်းပေါ့เนาะသူတို့ပါသူတို့ခဏခဏမေးတယ်ပေါ့လေเนาะအဲ့တော့ဘာကြောင့်လဲဆိုရင် uh, as done and constante can be su personalidad as modi uh, facetica နော်အဲ့တော့သူတို့ကပါလဲစဉ်ဟိုဟိုတော့တမတ်แท้မရှိဘူးပေါ့နော်အဲ့ဟိုဟိုမှာဟိုတော့ရင်လဲတော့တယ်ဟိုအေးရင်လဲအေးတယ်အဲ့လိုရလို့မဟုတ်သူသူသူတို့ရဲ့ဒီ personality တာသူတို့ရဲ့ပုံစံကဘယ်လိုမျိုးလဲဆိုရင်အဲ တော်တဲ့ခါလဲတော်တဲ့အေးတဲ့ခါလဲအေးတယ်အဲ့လိုမျိုးပေါ့လိုအပ်လိုအပ်တယ်လို့ပေါ့သူတို့ကအဲ့လိုမျိုးစုံဟိုဟိုအပြောင်းလဲလုံနိုင်နေပေါ့နော်အဲ့လိုမျိုး son generosos san sencillos metódicos y ordenados နော်အဲ့တော့သူတို့တွေကဘယ်လိုလူမျိုးတွေလဲဆိုတော့ generoso နော်ရရောတယ်အဲ san sencillos ရိုးရိုးရှင်းရှင်းနေတယ်နော် very simple ပေါ့နော် နော် methodicos နော် methodicos ဆိုတော့သူကဟိုစဉ်းစားတွေးခေါ်တယ်နော်အဲ့နော် ordinarios ordinario very orders ပေါ့နော်ဟိုအဲပေါ့ ordinarios ဆိုတော့တသက်ရရပေါ့နော်အဲ့လိုမျိုးဟိုအစီစီကြီးကြီးပေါ့ပြီးရင်လည်းဟိုစနစ်တကျဟိုဟိုဘယ်လိုဖော်မလဲတခုစီစဉ်ပြီးဆိုရင်သူတို့ထောင်းစီအောင်စီစဉ်တတ်တယ်အဲ့လိုမျိုးတွေပေါ့အဲ့တော့ pero necesitan mucho tiempo para tomar decisiones ဒါပေမဲ့သူတို့ပြဿနာကဘာလဲဆိုရင်ဟိုဆုံးဖြတ်ချက်လေးချဖို့ဆုံးဖြတ်ချက်ချဖို့ကြတော့အချိန်ကြီးအများကြီးယူတယ်ပေါ့နော်အဲ့လိုသူတို့ပတ်ပို့ပေါ့ဟိုစောင်းစရအောင်စဉ်းစားနေရတဲ့နေကိုအချိန်ကြီးအများကြီးယူတယ်ပေါ့နော်ဆုံးဖြတ်ချက်ချဖို့အဲ့တော့ဒါသူတို့ရဲ့ဟိုမကောင်းတဲ့အချက်ပေါ့နော်အဲ့တော့ son personas eh inteligentes ana líticas de buena memoria y con capacidad para el estudio. အဲ့တော့သူတို့တွေကဘယ်လိုမျိုးပြောလဲဆိုတော့ဉာဏ်ကောင်းတယ်နော် analytics နော်အဲ့တော့သူကအဝေးပိုင်းပိုင်းခြားနိုင်သွားတယ်မြင်တယ်နော်အ analyze လုပ်နိုင်တယ်ပေါ့နော်ပြီးရင်အဲဒီဉာဏ်လည်းကောင်းတယ်ဟိုမမှန်လည်းမှန်ပြီးတယ်နော်ဟို buena memoria ပေါ့နော်အဲ့တော့ဟိုမှတ်ဉာဏ်လည်းကောင်းတယ်နော် con capacidad para estudios a estudios a study ပေါ့နော် ဟိုပညာသင်မှုအတွက်သူတို့မှာဟိုအများရန်က capacity အပြည့်နော်သူတို့ထွက်ပြောရင်ဟို ready ပဲလို့ပညာသင်မှုအတွက်သူတို့ကတော့ဟိုသူတို့မှာရေးချင်ပြည့်ရှိတယ်မဟုတ်လားအဲ့တော့ပွေတန်ရေးကားရတာ ser grande científico အဲ့တော့သူတို့တွေကဘာဖြစ်နိုင်လဲဆိုတော့ဟိုသိပ္ပံပညာရှင်ကြီးတွေဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုအဲဘီတာကတော့လာကတော့ရာသီခွင်ပေါ့အဲနောက်ထပ်ရာသီခွင်ကတော့မွန်းတော့ မုန်းလို့ဆိုတကယ်တော့မရဘူးလေနော်အဲဒီဒီဘေးကခေါင်းဆောင်ကိုပိတ်တယ်ရေးတာတွေကသူတို့ရဲ့ဒီမာယာလူမျိုးတွေရဲ့အခေါ်ဘော်တွေပေါ့နော်အဲ့တော့ဒီမုန်းလို့ရာဒီခွင်ကဒီမြောက်ရာဒီခွင်ကအဲဒီအဲဒီရတဲ့အင်းနေတော့နော်အဲဇန်နဝါရီ၁၀ရက်ကနေ၁၀ရက်ဖေဖော်ဝါရီအာဖေဖော်ဝါရီ၆ရက်နေ့အထိပေါ့နော်အဲ့တော့သူတို့တွေကဘယ်လိုမျိုးတွေလဲကြည့်အောင် son felices y tienen algo que descubrir si viven nuevas aventuras o sienten nuevas emociones ¿no? အဲ့တော့သူတို့ကဟိုတကူကူဟိုဟိုရှားပွေဖော်ထုတ်ရမယ်ဆိုရင်ဒါအားကိုပျော်ရွှင်တဲ့လူမျိုးတွေပေါ့နော်သူတို့မှာရှားပွေဖော်ထုတ်စရာရှိရဆိုရင်တော်တော်ပျော်တယ်ပေါ့တကယ်တော့သူတို့ကဘာကြောင့်လဲဆိုရင် Nueva Aventura ဆိုတာဒီ new adventure တွေပေါ့ဟို အာဒီပေါ်ဘယ်လိုခေါ်မလဲ adventure ဆိုစွန့်စားမှုအစ်စ်တွေပေါ့နော်ပြီးရင်ခံစားမှုအစ်စ်တွေပေါ့နော်ဟိုအဲ့ဒါဒီဟိုဒီလိုဟိုပေါ့ခံစားခြင်းတဲ့အတွက်တခုခုဟိုဟို this discovery လောက်ရမယ်ပေါ့နော်ဟိုတခုခုအစ်စ်ကိုအစ်စ်တခုခုပေါ့ခံစားမှုအစ်စ်ဖြစ်ဖြစ်ဒီလိုဟိုပေါ့စွန့်စားမှုအစ်စ်ဖြစ်ဖြစ်လောက်ရမယ်ဆိုသူကပြောတယ်

opina hace reír es su especialidad y siempre encuentran uh, el lado gracioso de las cosas no pero tu ga tu ye di o apo o tu ye bolo con di di ya di kwen yin ne ye အထူးကြမှုကပါလဲဆိုတော့သူများကိုရီအောင် sorry နော်သူများကိုရီအောင်လုပ်တတ်တယ်ပြီးရင်လည်းအများအားဟို ဟိုသူ့ဘေးနားမှာရှိတဲ့လူတွေအနေနဲ့သူအမြန်တမ်းဟိုရီးနေရတယ်ပေါ့ပြောရရင်သူ့ဘေးနားလူတွေဆိုရင်ဟိုအမြန်တမ်းဟိုဟိုဘယ်လိုခေါ်မလဲပြောနေရတယ်ပေါ့ဘယ်လိုမျိုးပေါ့နောက် TNN Pharma တဲ့ and inconstantes နော်သူကဟိုဘယ်မှာနာမည်ရလဲဆိုတော့ဟိုလုံးဝဟိုလေမတည်ငြိမ်တဲ့နေရာမှာနာမည်ရတယ်နော်မတည်ငြိမ်ဆိုတာဒီကြားမှာဖြစ်တဲ့နေရာမှာဟိုနာမည်ကြီးတယ်ဆိုတော့ပြောရတယ်တခြားဟိုပေါ့ ရာသီကုန်နေရှင်သူက in constant တွေဆိုတိတ်ပြီးတော့ဟိုတတမထဲမရှိတဲ့လူမျိုးတွေပေါ့နော်အဲ့တော့ဘယ်လိုမျိုးလဲဆိုအန်နေအာရမောဆွန် instable is it can be mucha veces de trabajo အဲ့တော့ anel armor အခြေရေးမှလည်းသူကမတည်ငြိမ်မတည်ငြိမ်ဆိုတော့ဟိုတစ်ခုတစ်ယောက်နဲ့ဟို settle down ဖြစ်ဖို့ပေါ့နော်ဟိုတရားရုံးနဲ့လို့မြဲအကြာကြီးလက်တွဲတာအဲ့လိုမျိုးတွေမရှိဘူးသူတို့မှာ ီးရင်လည်းတော့အလုပ်ထဲမှာလည်းခဏခဏလုပ်ပြအောင်နေเนาะအဲ့တော့ audience sentise esclavos de la rutina အဲ့တော့သူတို့ကဘာကြောင့်လဲဆိုရင် audience ဆိုတော့မုံပြီးတာကိုပြောတာပေါ့နော်ကရိယာ audia ဆိုရယ်ကရိယာအဲ့တော့သူတို့ကဟိုဒီဟိုနေတူဝါရဲ့ဒီနေတူဝါရဲ့ဘယ်လိုကောင်းလဲအဲတားကောင်းဖြစ်သွားမှာပေါ့နော်နေတူဝါဒီ ဟိုအိလိုက်စားတာအဲ့လိုမျိုးဒီဘာမှမထူးခြားတဲ့ဒီဟိုနေတူကဖြတ်တမ်းမှုကနေသူတို့ဟိုဟိုအဲ့လိုဖြစ်မှာကြောက်တယ်ပေါ့နော်အဲနေတူကဆိုလိုချင်တာနေတူကဖြတ်တမ်းမှုလည်းမှာပဲသူတို့ပွားပြီးသွားမှာသူတို့ကြောက်တယ်အဲ့လိုမျိုးပေါ့နော်သူတို့ဟိုဒီ routine ရဲ့ဒီဟိုဟို slave ပေါ့နော် as clavos as slave ပေါ့ဟိုဒီဟိုကြေးကြုံဖြစ်ချင်းပေါ့နော်အဲ့လိုမျိုးပေါ့ အဲ့တဘောသူကဟိုဟိုဘာမှပြောင်းလဲမရှိပဲနဲ့အမြဲတမ်းအဲဒီလိုနေဒီလိုတိုင်းဒီလိုစအဲ့ဒါနေဒီ routine ဖြစ်သွားမှာပေါ့နော်အဲ့ routine ရဲ့ဒီအကြီးကျုံဖြစ်မှာသူကကြောက်တယ်ပေါ့နော်အဲ့လိုအဲနောက်တစ်ခုပေါ့နော်နောက်တစ်ခုဆိုဒီဒီဒီ video ရဲ့နောက်ဆုံးတစ်ခုပေါ့အဲ့ဒါကတော့ argon argon ကတော့သူကတိတ်ငက်ပေါ့နော် သိန်းနိုင်ရသည်ကွင်အဲ့တော့သိန်းနဲ့အမျိုးစားတွေပေါ့လို့သိန်းဟိုသူကသိန်းကခါလဲအမျိုးစားအများကြီးရှိပေါ့နော်အဲ့တော့ဒီသိန်းကအမျိုးစားတွေတကူပေါ့နော်ဟာအာတကွန်ကတော့အဲ့တော့သူဒီရသည်ကွင်ရဲ့အဲမပါတဲ့လူတွေကတော့ဒီ CDT February တို့စေးဒမဆောနော်ဟို February 9ရက်ကနေ March 6ရက်ကြားထဲမှာမွေးတဲ့သူတွေပေါ့နော်အဲ့တော့သူတို့ရဲ့ဘယ်လိုလူမျိုးလဲနော် desde niños no que le voy a decir que tienen una personalidad defini definida y un carácter fuerte ahora သူတို့တွေကကလေးဘွားတွေကဟိုဟိုပေါ်လွင်နေဒီအကျင့်စရိုက်တွေရှိတယ်ပေါ့နော်ပေါ်လွင်နေတော့သူများနဲ့မတူဘူးမူကွဲထွက်နေတယ်အကျင့်စရိုက်ရှိတယ်နော်အဲโอเคနော်ဒီ the jóvenes uh, ကလေးကလေးတော့ကတော့ဒီသူများနဲ့မတူတယ်ဟိုမတူပဲသူတို့ရဲ့ပုံစံတွေကကွဲထွက်တယ်ပေါ့နော်သူတို့ရဲ့အမူအကျင့်တွေကသူများနဲ့မတူကွဲထွက်နေတယ်အဲပြီးရင်လည်းသူတို့ကဟိုမတူဆိုစိတ်ကြီးတယ်တို့ကတော့အဲ့လိုမျိုးပေါ့နော်အဲနောက်လူငယ်ဘဝလည်းရောက်ရောနော်ဆုံး ambition ဆိုတော့အဲ့လူငယ်ဘဝလည်းရောက်တော့သူတို့ကတအားကိုဟိုပါဘောမျောလို့အဲညီမချက်ကြီးကြီးမာတာပေါ့နော်ဆုံး ambition ဆိုဆိုနော် ambition ဆိုဆိုတာကညီမချက်ကြီးတာပေါ့နော်ဟို

အဲ့တော့သူတို့ကဘယ်လိုမျိုးစိတ်ရှိလဲပေါ့နော်အဲ့လိုဘယ်လိုစိတ်ရှိလဲဆိုတော့သူကအများနဲ့ dismantle disappear တာဆိုအလက်ဖြစ်နေပေါ့နော်ဟိုတတိယတတိအနေထားအမြင်ရှိတယ်ပေါ့လိုမျိုးပေါ့နော်ဟိုတတိမလုပ်ဘူးပေါ့နော်ဒီ un gran sentido de deber y de la responsabilidad now deber ဆိုတာဒါသူတို့သူတို့မှာသူတို့ဘာလုပ်ရမလဲဆိုတာကိုလည်းသူသူတို့အမြင်နဲ့သိတယ် နောက်ပြီးတာဝန်ယူမှုလည်းသူတို့မှာရှိတယ်ပေါ့နော်အဲ့လိုနောက် a partir de los 50 años su vida cambia တော့အဲ့ဒါ90 ganis ပြီးသူတို့ဘွားတော့ပြောင်းလဲတယ်ပေါ့နော်ဘာလဲဆိုရင် ya ya no le interesan las cosas eh mundanas y comienzan su búsqueda espiritual အဲ့တော့ ဟိုအသက်50နောက်ပိုင်းမှာသူကလူလူလောကအကြောင်းတွေသိစိတ်မှန်သားတော့ဘူးเนาะသူတို့တွေကဘလို့ဘာဘာလုံးမလဲဆိုတော့ဟိုတရားဓမ္မဘက်ပေါ့เนาะအဲ့တရားဓမ္မဘက်ဟိုလောကုတ်တရားဘက်ကိုသူကဟိုဟိုစပြီးတော့ဟိုပေါ့ခြေလှမ်းနေပေါ့လေเนาะအဲ့တော့ son buenos políticos y diplomáticos အဲ့တော့သူတို့ရဲ့သူတို့တွေကသူတို့အလုပ်ကိုင်နေတဲ့ကသူတို့ကဒီနိုင်ငံရေးသမားတော့เนาะဟိုတန်တမန်တော့ဆိုရင်သူတို့တွေကဟို တော်ကြတယ်ပေါ့လေနော်အဲ့တော့ဒါကတော့ဒုတိယပိုင်းမှာ